အားလုံးပဲမင်္ဂလာပါဒါကတော့ 3D ကိုကျင်အတွက်ကပ်ပင်ယူဆမှုလေးနဲ့ဒါကျွန်တော်ကနတ်2ကွက်ယူဆထားတယ်ကနတ်2ကွက်ဒီဒါကပ်ပင်သဘောအရာဆိုတဲ့အခါကနတ်နေရအများကြီးယူဆလို့ရတယ်ဒါပေမဲ့ဒါကျွန်တော်အမြင်ကျွန်တော်အထင်နဲ့အကောင်းဆုံးဖြစ်မယ်ထင်တာလေး2ကွက်ဒါလေးကိုကျွန်တော်ယူဆပြမယ်သဘောကြတယ်ဒါဖြစ်နိုင်မယ်ထင်တယ်ဆိုရင် တုံးပေါ့ဆိုရင်တိတိချာချာလေးကြည့်ပါ line နဲ့နဲ့ရှုပ်မယ်ဆိုတဲ့ခါ तू ကပထမဆုံးဒီ၃လုံးပေါင်းခြင်း၃ညအဲ့ဒီ၃လုံးပေါင်းခြင်း၃ညဟာဒီလို၃လုံး၃ညဖြစ်တယ်လို့ယူဆကြည့်တယ်၃ချိန်မြောက်၃ချိန်မြောက်ယူဆမှာနှစ်ချိန်ဖြစ်ထားတဲ့ပုံစံအတိုင်းကို၃ချိန်မှာ လက်ယူပြီးတော့မှဒါယူဆပြီးတော့ဆက်ပြီးတော့မှထည့်မှာပေါ့၃ချိန်ကွက်တီဆက်ဖြစ်ခဲ့ရင်ဒါကိုယူဆထားတယ်လို့ဆက်ဖြစ်ခဲ့ရင်ကွက်တီပဲပေါ့ ဆိုတော့သူ့အောက်ကဒီ၃လုံးပေါင်းခြင်းဟာ၃အဲ့ဒီ၃ဟာဒီလို၃လုံး၃လို့ဖြစ်တယ်ဒီပုံစံလေးအတိုင်းသူဆက်ဖြစ်ခဲ့ရင်ဒီ၃လုံးပေါင်းခြင်းဟာ၈ဆိုတော့အပေါင်း၂ချိန်အတိုင်းဒါပုံစံတူ၃ချိန်ဆက်ဖြစ်ရင်ဒီ၃လုံးပေါင်းခြင်းဟာလည်း၈လို့ဖြစ်မယ်ဆိုတော့ကသူကဒီ၃လုံးပေါင်း၃ညဒီ၃လုံးပေါင်း၃ညဒါမှသူက၈နှလုံးပေါင်းခြင်းကိုယူလို့ရတယ်ပေါ့ အပေါ်မှာ6တလုံးရှိလို့ဒီနှလုံးပေါင်းခြင်း၄ဆိုရက်ခါတာနှစ်နှစ်ဆိုပြီးတော့ဖြစ်သွားတယ်နှလုံးပေါင်းခြင်း၄အဲ့၄နဲ့6နဲ့ပေါင်း၃လုံးပေါင်း၃ညဒီလိုပေါ့ဒီ၃လုံးပေါင်းခြင်း၃ပါလေဒီလို၃လုံးပေါင်းခြင်း၃လို့ဖြစ်တယ်ရှင်းနှလုံးပေါင်းခြင်းအနေနဲ့ယူမယ်ဆိုရင်နှစ်တလုံးရှိနေလို့နောက်နှလုံးဒီရှင်းနှလုံးပေါင်းခြင်းဟာ၁ပေါ့ဆိုရက်ခါ၃၈၃၃ထိပ်၈လဲဒီလိုဖြစ်သွားတယ် ဲ့ဒီတိုင်းဆက်ဖြစ်ခဲ့ရင်ဒီ၃လုံးပေါင်းခြင်းရှစ်ဟာဒီလို၃လုံးပေါင်းခြင်းလို့ဒီလို၃လုံးပေါင်းခြင်းရှစ်လို့ဖြစ်တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်ရှင်း၄လုံးပေါင်းခြင်းတန်ဖိုးဟာအပေါ်မှာ၃တလုံးရှိနေလို့၃လုံးရှစ်ဖြစ်ဖို့အတွက်ရှင်း၄လုံးပေါင်းခြင်းတန်ဖိုး၅လို့တာယူဆမယ်ပေါ့ငါဆိုတဲ့ခါတာအတွဲ၁၀တွဲရှိမယ်ပေါ့ဒါဒုတိယ break နေနဲ့ယူဆမယ်ဆိုရင်အတူတူပဲ ဆိုတော့ဒီလိုလေးဒါရှင်းနှလုံးပေါင်းခြင်းတန်ဖို့၅နဲ့ယူဆလိုက်တယ်ဒီခါမှာဒါပထမဆုံးဒါထိတ်ထိတ်ဖြစ်နိုင်ခြင်းလေးပေါ့သူကလည်းသူ့အပေါ်နှစ်ကြိမ်မှာဖြစ်ခဲ့တဲ့အတိုင်းပဲဒါသုံးကြိမ်မြောက်ကိုဆက်ပြီးတော့ယူဆကြည့်မှာဒီလိုယူဆမှုတွေကအများကြီးယူဆလို့ရတယ်နော်ဟိုဘလိုပဲဆွဲဆွဲဟိုဘဆွဲတရားဆွဲဒါဖြစ်နိုင်ခြင်းတွေရှိတာပဲဆိုတော့ဒါကျွန်တော်မြင်ရထင်ရလေးကိုပဲဒီလိုယူဆလိုက်တယ်ဒီ၃လုံးပေါင်းခြင်း6အဲ့ဒီ6ဟာဒီလို၃လုံး 6လို့ဖြစ်တယ်6 6နှစ်ဆိုတဲ့အခါ၃လုံးပေါင်းခြင်း6ဆိုတော့နှစ်ထိပ်နှစ်ထိပ်ဆိုတဲ့အခါရှင်းနှလုံးပေါင်းခြင်း၄မို့လို့နှစ်အလယ်ကိုထည့်ပေးလိုက်အဲပြီးတာပဲပေါ့ရှင်းနှလုံးရအောင်အဲ့ဒီလိုပဲသူ့အောက်သူ့အောက်မှာဒီ၃လုံးပေါင်းခြင်းဟာ3 6 8ဆိုတဲ့အခါ၃လုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ဟာလည်းဒီလို၃လုံးခွန်လို့ပဲဖြစ်တယ်ဆိုတဲ့အခါနှစ်နှစ်၃၃လုံးပေါင်းခြင်းခွန်ဆိုတဲ့အခါ၃ထိပ် သုံးထိပ်ကိုရတဲ့အချိန်မှာသူ့ယူဆမှုရရှင်းနှလုံးပေါင်းခြင်းတစ်ဖြစ်လို့ဒါရှစ်အလဲကိုဒါထည့်ပစ်လိုက်တယ်ပေါ့ဆိုတော့ကသုံးထိပ်ရှစ်အလဲဒီလိုယူရင်ဖြစ်တာပဲအဲ့ဒီပုံစံတိုင်းသူကလည်းသုံးချိန်ဒီလိုဆက်ဖြစ်သွားမှာဆိုရင်ဒီသုံးလုံးပေါင်းခြင်းဟာတုံညလို့ဖြစ်ထားတယ်ဆိုတော့ဒီလိုသုံးလုံးတုံညလို့သူဆက်ဖြစ်ခဲ့ရင်ကိုယ်ထိပ်တစ်လုံးကိုထည့်မယ်ဆိုတော့ရှင်းနှလုံးပေါင်းခြင်းက ထမယူဆမှုနဲ့ရှင်းနှလုံးပေါင်းခြင်းတန်ဖိုးဟာ6ဖြစ်ရှင်းနှလုံးပေါင်းခြင်းက9ဖြစ်မှာမို့လို့သူ့ကို6အလဲတိုင်းထည့်ပေးလိုက်ဆိုရက်ကတာရှင်းနှလုံးပေါင်း6ထိတ်6အလဲတိုင်းဒီလိုယူဆလို့ရသွားတယ်ပေါ့ဆိုတော့ဒီ2 2အလဲတို့8အလဲတို့6အလဲတို့အခုထပ်ထားတဲ့6 6အလဲတို့ကလည်းသူက3ချိန်3ချိန်ဖြစ်မယ်ဆိုရင်ဒီ6ဖြစ်နိုင်ခြင်းရှိတယ်ပေါ့သူဒီလိုလေးယူဆမှာ ဒီလိုသုံးလုံးပေါင်းခြင်း6 3ခွန်သုံးလုံးပေါင်းခြင်း6အဲ့ဒီသုံးလုံးပေါင်းခြင်း6ပါဒီလိုသုံးလုံးပေါင်းခြင်း6လို့ပြန်ဖြစ်တယ်6 6 6နှစ်ဆိုရကနှစ်လေအဲ့လိုပဲသူ့အောက်ကဒီသုံးလုံးပေါင်းခြင်းနှစ်ဟာလေဒီလိုသုံးလုံးနှစ်လို့ပဲဖြစ်တယ်ဆိုရက်ခ၈လနှစ်ထိပ်နှစ်လသုံးထိပ် ရှေ့လဲအဲ့ဒီတိုင်းသူဆက်ဖြစ်ခဲ့မယ်ဆိုရင်ကွတိကြတယ်ပေါ့ဒီသုံးလုံးပေါင်းချင်းခွန်ဟာဒီလိုသုံးလုံးခွန်လို့ဖြစ်တယ်ဆိုတော့ကိုထိတ်6အလဲရှင်းနှလုံးပေါင်းချင်း9ဒီပုံစံလေးနဲ့တာကွတိတာဆုံဆုံထားပြီပေါ့ကွတိဆုံနေတယ်ဆိုတဲ့အခါအပိတ်တစ်လုံးလို့ပြီအပိတ်တစ်လုံးပထမပထမကတော့ဒါတစ်လုံးချင်း သုံးချိန်ဖြစ်နေတဲ့တလုံးယူမယ်။နောက်နှလုံးပေါင်းခြင်းပုံစံလေးနဲ့တလုံးယူမယ်။ဒီလိုနှလုံးယူလိုက်တယ်။ဆိုတော့ဒါပထမပထမပထမဆုံးဒီခွန်ခွန်အပိတ်ခွန်အပိတ်ဟာနှစ်နှစ်ခွန်လို့ဖြစ်တဲ့ခွန်အပိတ်ဟာဒီသုံးလုံးပေါင်းခြင်း၁ဒီလိုသုံးလုံးပေါင်းခြင်း၁လို့ဖြစ်ခွန်အပိတ်အဲ့လိုပဲသူ့အောက်ကဒီလိုသုံးလုံးပေါင်းခြင်း၂ဟာလဲဒီလိုသုံးလုံးပေါင်းခြင်း နှစ်လို့ဖြစ်တယ်ရှစ်ပိတ်ဝင်ဆိုတော့သုံးထိပ်ရှစ်လဲရှစ်ပိတ်ဒီလိုကနပုံပေါ်သွားရောပေါ့အဲ့ဒီတိုင်းသူကွတိဆက်ဖြစ်အောင်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းတစ်လို့ဖြစ်ထားလို့ဒီလိုသုံးလုံးပေါင်းခြင်းတစ်လို့ဒါဖြစ်အောင်မယ်ဆိုရင်သူ့ကိုသုံးညပိတ်တစ်လုံးထည့်ပေးရမယ်ဆိုတော့ဒါ963ညဒီလိုဒီလိုတကွက်ယူဆလို့ရမယ်ပြည့်တဲ့အခါမှာ तू ကထိတ်လဲပိတ် ဒီလိုမျိုးသုံးချက်ထိတ်လေပိတ်တွေကိုသုံးချက်လိုက်ညှိထားတဲ့ပုံစံလေးတစ်ခုဒီလိုလေးယူဆကြည့်ထားတယ်ဒီသုံးလုံးပေါင်းခြင်း6ဒီလိုသုံးလုံးပေါင်းခြင်း6တပြိုင်တည်းဖြစ်တယ်ဆိုတော့နှစ်ထိတ်နှစ်အလယ်ထည့်ထားတဲ့အချိန်မှာသုံးလုံးပေါင်းခြင်း6ဆိုတဲ့အခါခွန်ပိတ်ကတာသူ့အတူဖြစ်သွားတယ်အဲ့ဒီပုံစံတိုင်း သူ့အောင်သူ့အောင်မှာလဲဒီ၃လုံးပေါင်းခြင်း၃ဟာဒီဒီ၃လုံးပေါင်းခြင်း၃ဟာဒီလို၃လုံးပေါင်းခြင်း၃လို့တာတပြိုင်တည်းဖြစ်တယ်ဆိုတော့၃ထိတ်နဲ့၈အလဲယူဆထားပြီးသားမို့လို့ဒီလို၃လုံးပေါင်းခြင်း၃ဖြစ်၃ဖြစ်အောင်ခဏတစ်လုံးထည့်လိုက်လို့ရှိရင်ဒါ၈ပိတ်ကိုထည့်ပစ်လိုက်တယ်ပေါ့ဒီပုံစံနဲ့ယူရင်အဲအဲ့လိုမဟုတ်ဘူးနောက်၅လုံးပေါင်းခြင်းနဲ့ယူမယ်ဆိုလို့ရှိရင်လဲသူကနောက်၅လုံးပေါင်းခြင်းဒီမှာ၃လုံးပေါင်းခြင်း၆မို့လို့ ၃လုံးပေါင်းခြင်း၆အပေါ်မှာ၇လုံးရှိလို့နောက်၂လုံးပေါင်းခြင်း၉ဒီမှာလဲ၃လုံးပေါင်းခြင်းဟာ၃လို့ဖြစ်ဒါဆိုရင်သူကကြတော့ပုံသေးယူလို့မရဘူးဘာလဲဆိုတော့ထိတ်ကဘာဖြစ်မှမမသိတဲ့ခါကြတော့သူ့ကိုအဲ့လိုပုံသေးမယူတော့ဒီကိုထိတ်ကြောင့်ဒီလိုဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲယူလိုက်တယ်ပေါ့ဆိုတော့ကအဲ့ဒီတိုင်းဆက်ဖြစ်ရင်ဒီ၃လုံးပေါင်းခြင်းဟာ၉လို့ဖြစ်ထားတယ် ကိုထက်ကြောင့်ကိုလို့ဖြစ်တာဆိုတော့ဒီမှာအပေါ်မှာရှင်းနှစ်ရှင်းနှလုံးပေါင်းချင်းတုံညဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘာထက်ထက်ဒါပဲထွက်မှာပေါ့ဆိုတော့ဒါတဟိုဟိုထပ်ပြီးတော့မှနည်းနည်းပြောပြလို့ရှိရင်ဒီနေရာမှာတုံညထက်လို့ရှိရင်ဒီဒီဒီနှလုံးပေါင်းချင်းတုံညလို့ဖြစ်သွားမှာပဲအဲအဲ့ဒီလိုပုံစံလေးပေါ့ဆိုတော့ခါဒီနှလုံးပေါင်းချင်းကိုလို့ဖြစ်ထားလို့အပေါ်နှစ်ကြိမ်အတိုင်းဒီလိုနှလုံးကိုလို့လိုက်ဖြစ်မယ်ဆိုရင်သူ့ ငါအပိတ်တလုံးဒီလိုထည့်ပေးလိုက်မယ်ဆိုတော့ကိုထိတ်6အလဲယူဆထားပြီးသားမို့လို့ဒါဒီလို3လုံးကိုဖြစ်အောင်6 6 9အဲ့ဒီဒီပုံစံလေးနေယူဆလိုက်အဲ့ဒီ9ကိုထည့်လိုက်တဲ့အချိန်မှာ तू စီနီယာလေးတစ်ခုပုံပေါ်တလို့လေးဖြစ်သွားတယ်ဒီ3လုံးခွန်8နှစ်ခွန်ဆိုတော့ခွန်ခွန်ပြီးတော့နှစ်8 8ဆိုတဲ့အခါ8 ီမှာ8 6 5ဆိုတဲ့အခါကိုခွန်8ကိုဆိုတော့ဒီလိုအပြေးလေးလေးဖြစ်သွားတယ်ပေါ့ဒါမျိုးလေးတွေကလည်းဒါဖြစ်ချင်ရင်ဖြစ်နေတာပဲပေါ့ဆိုတဲ့အခါဒါအပိတ်ကိုနှလုံးဆိုတော့ကနန်းနှစ်ကွက်ထွက်ပဲအဲ့တော့ကို6တုံးညာနဲ့ကို6 5ဒီနှစ်ကွက်ကို ကပ်ပင်း ကပ်ပင်ရင်ဆမှုလေးနဲ့မြင်ရထင်ရကိုအမြင်အထင်ဖြစ်နိုင်မယ်ထင်တာလေးကိုရွေးချယ်ပြီးတော့ရစပြလိုက်တယ်ဖြစ်နိုင်မယ်ထင်ရင်၃တပွဲကြရင်၃ဘာဖြစ်မလဲဆိုတာကိုဘယ်သူမှမသိဘူးကန်တရားပဲဆိုတော့ဒါယူယူဆစရာတွေကတော့အများကြီးပဲဒီကပ်ပင်မှာဆိုပိုတော်များသေးတယ်နှလုံးပေါင်းခြင်းနေနဲ့သွားမလားအာတစ်လုံးကနေပြီးတော့မှနှလုံးပေါင်းသုံးလုံးပေါင်းအာအားကြီးပဲပေးပွနေအောင်ကနန်းထုတ်လို့ရတယ်ဆိုတော့ အဲ့လိုမထုတ်တော့ဘူးဒီနှစ်ကွက်ကိုပဲထုတ်လိုက်တယ်ကဲကောင်းကြပါစေဒီတစ်ခါမှာတော့ဒါ3ချိန်3 3ချိန်ဖမ်းနေလဲပါတယ်4ချိန်ဆက်ပြီးတော့မှယူဆတာတွေလဲပါတယ်ပေါ့ဆိုတော့အဲ့ဒီခါလေးတွေကိုရောထွေးပြီးတော့မှဒါကဏ္ဍတစ်ကွက်နှစ်ကွက်ယူဆထားတယ်ဒါလေးကိုသေချာလေးကြည့်ပါ line เนี่ยနောက်ပိုင်းမှာတော်တော်ရှုပ်လာမယ်ဆိုတော့ အစကတည်းကရှင်းအောင်တည်တည်ချာချာလေးတဆင်ချင်းကြည့်ပေးပါစိတ်ဝင်စားတယ်ဆိုရင်ပေါ့ဆိုတော့ तू ကနှမှုစုံလေးနဲ့နှမှုစုံလေးဆက်ဖြစ်နေလို့သူ့ကို လေးချိန်ဆက်ပြီးတော့ယူဆလိုက်မှာဆိုတော့ तू ကဒီနှလုံးပေါင်းညခွန်အဲ့ဒီနှလုံးပေါင်းညခွန်ဒီလိုနှလုံးခွန်လို့ဖြစ်တယ်ဆိုတော့ဒါခွန်အပိတ်တလုံးခွန်ပိတ်ကိုဒီဒီပုံစံလေးနဲ့ယူဆရင်ရတယ်လို့ ဒီနှလုံးပေါင်းခြင်းခွန်ရဲ့အပေါ်ကဒီနှလုံးပေါင်းခြင်း၄ဟာဒီလို၃လုံးပေါင်းခြင်း၄လို့ဖြစ်ပြီးတော့ခွန်ပိတ်ဝင်နှမှုဆုံးဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လို့ဒါခွန်ပိတ်တလုံးဒီလိုဖြစ်သွားတယ်လို့ယူဆလို့ရတယ်ဒါဆိုတော့ဒါဒါသူကဒီပုံစံအတိုင်းက၄ကြိမ်၄ကြိမ်အထိထပ်တူကြနေလို့၄ကြိမ်အထိထပ်ပြီးတော့ယူဆလိုက်တယ်ပေါ့ဆက်ပြီးတော့ယူဆလိုက်တယ်ဆိုတော့ခါဒါ ဒီတစ်ချိန်မှာဆိုရင်လည်းဒီနှလုံးပေါင်းခြင်းခွန်အဲ့ဒီနှလုံးပေါင်းခြင်းခွန်ဟာဒီလိုနှလုံးပေါင်းခြင်းခွန်လို့ဖြစ်တယ်ဆိုရက်ခါသုံးအပိတ်အဲ့ဒီသုံးအပိတ်ဟာလည်းဒီနှလုံးပေါင်းခြင်းခွန်ရဲ့အပေါ်ကဒီနှလုံးပေါင်းခြင်းသုံးညအဲ့ဒီသုံးညကြောင့်ဒီလိုသုံးလုံးသုံးညဖြစ်တယ်လို့ယူလိုက်ရင်အတူတူပဲသုံးပိတ်ပဲနမူဆုံးလေး အဲ့ဒီလိုပဲဒါဒါ၃ချိန်မြောက်ပေါ့၃ချိန်၁ချိန်၂ချိန်၃ချိန်အဲ့ဒီမှလည်းသူဖြစ်သွားတယ်ဒီနှလုံးပေါင်းခြင်း၄ဒီနှလုံးပေါင်းခြင်း၄ဒီလိုနှလုံးပေါင်းခြင်း၄လို့ဖြစ်တယ်ခွန်ပိတ်ဝင်တယ်အဲ့ဒီခွန်ပိတ်ဟာလည်းဒီနှလုံးပေါင်းခြင်း၄ရဲ့ပေါ့ဒီနှလုံးပေါင်းခြင်း၁ဟာဒီလို၃လုံးပေါင်းခြင်း၁လို့ဖြစ်ပြီးတော့ခွန်ပိတ်ပဲ ီလိုဖြစ်သွားတယ်အဲ့ဒီဒီလိုဒါဒါ၃ချိန်နှမှုစုံလေးဖြစ်ခဲ့တယ်ပေါ့ဆိုတော့ဒါ၄ချိန်မှလည်းဒီလိုနှမှုစုံရင်ဆက်ပြီးတော့ဖြစ်နိုင်ကြီးရှိတယ်ဒါကြောင့်မလို့သူ့ကိုဆက်ပြီးတော့ယူဆတယ်သူကလည်းဖြစ်ထားတယ်ဆိုတော့ဒီနှလုံးပေါင်းခြင်းတင့်ဟာဒီလိုနှလုံးပေါင်းခြင်းတက်လို့ဖြစ်အောင်မှဆိုရင်သူ့ကိုသုံးပိတ်တစ်လုံးထက်အဲ့ဒီသုံးပိတ်ဟာအပေါ်၃ချိန်အတိုင်းမှာဒီနှလုံးပေါင်းခြင်း၄ ဒီလိုသုံးလုံးပေါင်းခြင်း၄ဆိုတာ ਨੇ လာပြီးတော့ကန့်ကြည့်ပြီးတော့ဒီ၃ပိတ်ဟာနှမှုစုံလေးဖြစ်နေတယ်ဆိုတော့ဒီ၃ပိတ်ဖြစ်နိုင်ခြင်းလေးဒါမဆိုးဘူးပေါ့ကောင်းတယ်ပေါ့ဆက်ဖြစ်နိုင်ခြင်းရှိတယ်ပြီးတဲ့အခါမှာသူ့ကိုဒါဒီလိုဒီလိုဒါကတော့လေးချိန်ဆက်ပြီးတော့မှဖြစ်ခဲ့ရင်ဆိုပြီးတော့ဒီလိုဖမ်းထားတယ်ပေါ့၃ပိတ်ကိုဆက်ဖမ်းထားတယ်ဆိုတော့ခါ ၃ဉ္ဇင်ကဖြစ်ပြီးသားအဲ့ဒီ၃ဉ္ဇင်ဖြစ်ပြီးသားပုံမှာမူတည်ပြီးတော့ထိတ်တလုံးကိုဆက်ပြီးတော့ယူဆမှာ။ तू ကလည်းနမူဆုံးလေးပဲ။၃ဉ္ဇင်နမူဆုံးယူဆလို့ရနိုင်တယ်ပေါ့။ဆိုတော့ तू ကဒီလိုအ၃ဉ္ဇင်မဟုတ်ဘူး၂ဉ္ဇင်၂ဉ္ဇင်မဖြစ်ဘူးအပေါ်ကမပါဘူး။ဆိုတော့အခါ तू ကဒီလိုလေးတေချာလေးကြည့်ပါ။ဒီဒီနှလုံးပေါင်းခြင်း၄အဲ့နှလုံးပေါင်းခြင်း၄ဟာဒီလို၃လုံးပေါင်းခြင်း လေးဆိုပြီးတော့ခွန်ပိတ်ဝင်ပြတယ်အဲ့ဒီခွန်ရက်ဒီအောက်ဆောင်ပေါ့အောက်ဆောင်ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဟာကိုခွန်ပိတ်ဝင်နေပြတဲ့ကသူ့ဒီလိုဇောင်းဇောင်းလေးတိုင်းဆိုရင်ကိုအလယ်နဲ့ငါထိတ်ဒီလိုနှလုံးပေါင်းခြင်းဟာလေးလို့ထပ်ဖြစ်တယ်ဆိုရက်ကဒီလေးဟာတုံးချေရိုက်တယ်ငါထိတ်ငါထိတ်ဝင်သွားတယ် အဲ့ဒီလိုပဲသူ့အောက်ကဒါဖြစ်ပြီးသားကိုလိုက်ပြီးတော့ဒါကကြတော့၃ချိန်ဖမ်းတာပေါ့ဖြစ်ပြီးသားကို၃ချိန်လိုက်ဖမ်းပြီးတော့ထိတ်တလုံးကိုယူဆမှာဆိုတော့ကသူကဒုတိယချိန်ဒီဟိုဆိုတော့ငါထိတ်ကိုဒီပုံစံလေးနဲ့ယူတယ်အဲ့ဒီပုံစံအတိုင်းပုံစံတူဒီဒုတိယတစ်ချိန်မှာလဲဒီနှလုံးပေါင်းခြင်း၃ညအဲ့ဒီ၃ညဟာဒီလို၃လုံးပေါင်းခြင်း၃ညဆိုပြီးတော့၈၉၃ သုံးပိတ်ဝင်တယ်သုံးပိတ်ဝင်ပြတာနဲ့အဲ့ဒီသုံးအပိတ်ရဲ့အောက်ဆောင်လေးဒီနှလုံးပေါင်းခြင်းဟာသုံးညလိုပဲထပ်ဖြစ်တယ်ဆိုတော့ကဒီသုံးညကလည်းသုံးချက်ရိုက်ထားတယ်ဆိုတော့နောက်ထပ်တစ်ကြိမ်အဲ့လိုဖြစ်တဲ့အခါမှာ तू ကနှစ်ထိပ်ဒီလိုလေးယူဆလို့ရတယ်ပေါ့ဒီပုံစံလေးအတိုင်းဖြစ်ပြီးသားဒီနှလုံးပေါင်းခြင်း1 5 6ဆိုနှလုံးပေါင်းခြင်း1ဟာလည်း ဒီလို68ခွန်ဆိုပြီးတော့သုံးလုံးပေါင်းချင်းတစ်ဖြစ်ပြီးခွန်အပိတ်ဝင်ထားပြီဆိုတော့အပေါ်နှစ်ချိန်တိုင်းမှာသူအောက်ဆောင်မှာဒီလိုနှလုံးပေါင်းချင်းတစ်လို့တာဒီတစ်ဟာလဲသုံးချက်ဒီလိုဖြစ်သွားမယ်ဆိုရင်သူ့ကိုသုံးထိတ်ကိုပဲထည့်ပေးရမယ်ဆိုတော့ဒီပုံစံလေးနဲ့သုံးထိတ်ယူဆထားပြီးတဲ့အခါသုံးချိန်မှန်ထားပြီးသားလေးချိန်ဆက်ယူဆရင်ဖြစ်လာမယ် ထိတ်တလုံးဖြစ်နိုင်ခြင်းနဲ့လည်း तू อ่ะတိုက်ဆိုင်မှုရှိနေတယ် तू อ่ะဒီဒီလိုပုံစံလေးဒီလိုပုံစံလေးဖြစ်ထားတယ်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးခွန်ဆိုရက်ခါသုံးထိတ် तू อ่ะတခွင်ကျော်မှာလဲ तू อ่ะတခွင်ကျော်မှာဆိုလို့ရှိရင်ဒါငါးငါးထိတ်အဲ့ဒီငါးထိတ်ရတယ်ဒီလိုသုံးလုံးပေါင်းခြင်း6ဒီလိုသုံးလုံးပေါင်းခြင်း6ဆိုပြီးတော့ငါးထိတ်ဖြစ်တယ် ဆိုတော့ကသူ့အောက်တကွင်းကျော်မှာနှစ်ထိပ်အဲ့ဒီနှစ်ထိပ်ဟာလဲဒီလို၃လုံးပေါင်းခြင်း၃ဒီလို၃လုံးပေါင်းခြင်း၃လို့ဖြစ်ပြီးတော့တာဝင်လာခဲ့တယ်ဆိုတော့ကသူ့အောက်တကွင်းကျော်ဒီ၃ထိပ်ဒီပုံစံလေးနဲ့ယူဆထားတဲ့၃ထိပ်ဟာလဲသူကဆက်ဖြစ်ခဲ့မှာဆိုရင်ဒီ၃လုံးပေါင်းခြင်း၈ဒီလို၃လုံးပေါင်းခြင်း၈အဲ့ဒီလိုမျိုးလေးကံ့ညင်မှုရှိတယ်ဆိုတော့ကဒါ၄ချိန်ဆက်ဖြစ်တင်တဲ့ သုံးထိပ်သုံးပိတ်ဒီလိုလေးဒီလိုလေးပုံပေါ်နေတယ်ပေါ့သူရကသူအလဲကိုအလဲကိုတလုံးမယူဆလိုက်တယ်သူကလည်းနှမှုဆုံးပုံစံလေးနဲ့ယူဆလို့ပုံပေါ်နေတဲ့အတွက်ဒါလေးကိုဆက်ပြီးတော့ယူဆလိုက်တယ်ဆိုတော့ဒါပထမဒါသူ့ကိုတော့ဒါ၃ကြိမ်၃ကြိမ်၂ကြိမ်ဖြစ်ထားလို့၃ကြိမ်ဆက်ဖြစ်ဆိုတဲ့ပုံစံနဲ့ပဲဆက်ပြီးတော့ယူဆကြည့်ထားတာဒီနှလုံးပေါင်းခြင်း1 3 9ဒီဒီဒီနှလုံးပေါင်းပေါင်းခြင်း1 ဒီကိုကိုပြန်ခုပေါင်းပြီးတော့မှဒီသုံးလုံးပေါင်းချင်းနှစ်လို့ဖြစ်တယ်ဆိုရခါတာ6အလယ်ဆိုတော့ဒါဒီပုံစံပေါင်းတာနဲ့ဒီလိုယူဆတာနဲ့အတူတူပဲဒီတစ်လုံးတည်းတော့3ကြောင်းဒီလိုနှလုံးပေါင်းချင်း3လို့ဖြစ်တယ်ဆိုရင်အတူတူပဲဆိုတော့ဒါဝိတ်กว่าနေတယ်လို့ကြီးအကျဲကြီးဖြစ်နေတဲ့ကြောင့်မို့လို့ဒီလိုစုစုစည်းစည်းလေးဒေးတက်တက်လေးဖြစ်သွားအောင်ဒါမျိုးလေးလှည့်ပြီးတော့ယူဆလိုက်တယ်ဆိုရခါတာ9ထိပ်3ပိတ်နဲ့6အလယ် ဒါပြီးသွားအောင်ပေါ့အဲ့ဒီလိုပဲသူ့အောင်တကွင်းကြောင်မှာလဲဒီနှလုံးပေါင်းခြင်း၃အဲ့ဒီ၃ဟာဒီလို၃လုံးပေါင်းခြင်း၃လို့ဖြစ်တယ်နှစ်အလဲဝင်တယ်ဆိုတော့သူ့ကိုလဲအပေါ်မှာယူဆတယ်လို့ပဲဒီ၃ရဲ့တကွင်းကြောင်ကဒီတလုံးတော့၅ဒီလိုကြောခွာပြီးတော့နှလုံးပေါင်းခြင်း၅ပုံစံတူလေးဒီလိုဖြစ်တယ်လို့ယူရင်လဲ ဒီအနီရောင်လေးနဲ့ဆွဲထားတဲ့ပုံစံနဲ့အတူတူပဲတံပိုးတူတူပဲဆိုတော့ဒီလိုဒါမှဒါမှဒီနှစ်နှစ်ခွန်ထွက်တုံးကနှစ်ထိတ်ခွန်ပိတ်ဒီလိုယူဆလို့ရထားတယ်အလဲထက်တာလွဲသွားတယ်ပေါ့သူကသုံးချိန်ဆက်ပြီးတော့မှယူဆလိုက်တာဒီလိုလေးယူဆထားဒီသုံးလုံး6ဒီလိုသုံးလုံး6ဆိုတော့ဒါခွန်အလဲသုံးထိတ်ခွန်ပိတ်နဲ့ခွန်အလဲနဲ့ကွက်တိဒါတကွက်ထက် ဲ့လိုပဲဒုတိယတစ်ကြိမ်သူ့ရတခွင်းကျော်မှာဒီသုံးလုံးပေါင်းချင်းခွန်အဲ့ဒီခွန်ကလည်းဒီလိုသုံးလုံးခွန်ခွန်၄၆သုံးလုံးပေါင်းချင်းခွန်ငါထိတ်၃ပိန်နဲ့၆အလယ်ငါ၆၃ဒီလိုအဲ့ဒီတိုင်း၃ကြိမ်တာကွက်တိတာဆက်ဖြစ်ခန့်ရင်တာပောက်ကွက်ပါမှာဒါပေမဲ့မဖြစ်ခဲ့ဘူးတမျိုးဖြစ်သွားတယ်ပေါ့ဒီသုံးလုံးပေါင်းချင်း၉ဟာဒီလိုသုံးလုံး၉လို့ဖြစ်ဆိုပြီးတော့2 9ခွန်ပြီးတော့နောက်ထပ်6အယူတစ်လုံးရှိသေးတယ် ဆိုတော့အဲ့လိုမျိုးလုပ်လိုက်တာလွဲတယ်ပေါ့လွဲသွားတယ်လွဲတော့ဒါဆက်ပြီးတော့မှတုံးလို့မရဖြစ်သွားပြီပေါ့ဆိုတော့ဒီထိတ်ပိတ်ဖြစ်နိုင်ခြေလေးရဆက်ပြီးတော့မှမှန်ခဲ့မှဆိုရင်တုံးထိတ်တုံးပိတ်ဆိုတော့အလဲကိုအခုယူဆထားတဲ့ပုံစံလေးနဲ့ဒါ၃ချိန်ဖြစ်ဆက်ပြီးတော့ယူဆရင်ဒီနှလုံးပေါင်းခြင်း၃ညဟာဒီလို၃လုံး၃ညလို့ဖြစ်အဲဆိုရင်ခွန်၈၅တလုံး၅အလဲတလုံးကို ဆိုတော့အပေါ်နှစ်ကြိမ်တိုင်းမှာဒီ9ရက်တကွင်ကျော်ကဒီနှစ်တစ်လုံးတည်းသောနှစ်ဟာဒီလိုနှလုံးပေါင်းခြင်းဒီလိုဒီလိုခွာပေါင်းတကွင်ကျော်ခွာပေါင်းပြီးတော့မှဒီလိုနှစ်ဖြစ်တယ်လို့ယူရင်လည်းပုံစံတူတူပဲပေါ့ပြီးတဲ့အခါမှာသူကနောက်ထပ်ဒီ9ဖြစ်နိုင်ခြင်းတစ်ခုရှိသေးတယ်ဒီသရှာလေးကြည့်ပါ line နေရနည်းနည်းရှုပ်လာတော့မှဆိုတော့သူကဒီလိုလေးရေးစားထားတယ်ဒီ3လုံးပေါင်းခြင်းဒါအယောင်အယောင်လေးတော့ဒူလာ တူတလို့ဖြစ်နေလားမသိဘူးဆိုတော့ဒီလိုဒီလိုအစ်တတကြည့်ဒီသုံးလုံးပေါင်းခြင်း၃ညအဲ့ဒီ၃ညဟာနှလုံး၃ညလို့ဖြစ်တယ်ဆိုတော့ခါ၆လဲပထမယူဆထားတဲ့ပုံစံနဲ့ဒါကွက်တီပဲပေါ့၆လဲပဲအဲ့ဒီတိုင်းသူ့ရဲ့တပင်ကြောနေထားမှာလဲဒီသုံးလုံးပေါင်းခြင်း၉ဟာဒီလိုနှလုံးပေါင်းခြင်း၉ဆိုပြီးတော့မှ ဖြစ်တယ်နှစ်လဲဆိုတော့ဒါအပေါ်နှစ်ချင်းထပ်တူကြတယ် ယူဆမှုနှစ်ခုထပ်တူကြတယ်အဲ့လိုပဲ၃ချိန်မြောက်ဆက်ပြီးတော့ယူဆရင်လည်းသူကထပ်တူကြတယ်ဒီ၃လုံးပေါင်းခြင်း၃ဒီလိုနှလုံးပေါင်းခြင်း၃ဆိုတဲ့အခါငါအလဲဆိုတော့၃ထိတ်၃ပိတ်ငါအလဲဒီလိုလေးဒါပုံပေါ်သွားရောဆိုတော့၃ငါ၃တော့တကွက်ကောင်းဖြစ်နိုင်ကြီးပြီးတဲ့အခါမှာသူ့မှာ နောက်ထပ်ဒီ၃ထိတ်ဆိုတာမျိုးကဟိုဟိုကလည်း၄ချိန်ဒီကလည်းအဲဒီလို၃ချိန်ဖြစ်နေတယ်ဒီလိုယူဆထားတယ်ပေါ့ သူကအဲ့လိုမဟုတ်ဘူးအပိတ်တလုံးအပိတ်တလုံးနဲ့အလဲတလုံးကိုပဲပေးပြီးတော့မှထိတ်ကထိတ်ကအပြောင်းအလဲတွေပါတယ်လဲသူဖြစ်ချင်းဖြစ်သွားနိုင်တယ်ပေါ့ဆိုတော့ဒါကတော့ကိုအကြိုက်လေးတွေနဲ့ဒါပေါင်းဆက်ပြီးတော့သုံးတည်တည်ချာချာနားလည်အောင်ကြည့်ပြီးတော့မှပေါ့ဟိုလိုလည်းဖြစ်နိုင်တယ်ဒီလိုလည်းဖြစ်နိုင်တယ်ဆိုတော့ကကိုအကြိုက်နဲ့ပေါင်းဆက်ပြီးတော့ဒါကဏ္ဍလေးတွေထည့်သွင်းဟိုပြောင်းလဲပြီးတော့မှလည်းသုံးလို့ရပါတယ်အဲ့ဒီလိုလည်းသုံးခြင်းသုံးပြီးတဲ့အခါမှာဒါနောက်ထပ် user တစ်ခုသူကတစ်ထိတ် တစ်ထိတ်ကိုထွက်တစ်ထိတ်ထွက်တယ်ပေါ့ဆိုတော့အဲ့ဒီတစ်ထိတ်ဆိုတဲ့ကဏ္ဍကလည်းတစ်ထိတ်စီးရလဲဒီ 3D မှာပြောင်းနေတာတော်တော်ကြပြီတော်တော်ကြီးကိုကြာပြီဆိုတော့သူကတခါတလေကျတော့စီနီယာကပြောင်းကပြောင်းလေးတွေနဲ့လည်းဒါမျိုးဖြစ်ချင်ဖြစ်တာပေါ့ဒီမှာဆိုရှင်နှစ်သုံးအားလေးလို့ဆက်လာခြင်းလာမယ်ဆိုရှင်ဒီမှာဟိုဟိုအဲ့ဟာမျိုးတွေပေါ့ဆိုတဲ့ခါနှစ်သုံးပြီးတဲ့ခါမှာတစ်ဆိုပြီးတော့လည်းလာခြင်းလာမှာပေါ့ ဒါမျိုးလဲဖြစ်ချင်းဖြစ်တာကြီးယူဆိုတော့အဲ့ဒီတစ်ကိုယူဆလို့ရထားလို့ဒါလေးကိုထည့်ပစ်ခြင်းနဲ့ဒီတစ်ကလည်းမလာတာကြာပြီမို့လို့ပြောင်းနေတာကြာပြီမို့လို့ဒီသုံးလုံးပေါင်းခြင်းခွန်း3ဆိုတဲ့သုံးလုံးပေါင်းခြင်းဟာ8အဲ့ဒီသုံးလုံးပေါင်းခြင်း8ဒီလိုသုံးလုံးပေါင်းခြင်း8လို့ပြန်ဖြစ်တယ်၅ထိပ်ပဲ၄၉၅သုံးလုံးပေါင်းခြင်း8၅ထိပ်အဲ့လိုပဲသူ့ရဲ့တပွင့်ကျော်မှာဒီသုံးလုံးပေါင်းခြင်းခွန်း အသေးချာချာလေးကြည့်ပါအယောင်ကလည်းတိတ်မရှိတော့ဘူးဆိုတော့ခါ656ဆိုတဲ့သုံးလုံးပေါင်းခြင်းခွန်အဲ့ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်ပြီးတဲ့အချိန်ဒီလိုသုံးလုံးခွန်လို့ဖြစ်သွားတယ်ခွန်၈နှစ်သုံးလုံးပေါင်းခြင်းခွန်ဆိုတော့လည်းနှစ်ထက်အဲ့ဒီပုံစံလေးအတိုင်းသူ၃ချိန်ဆက်ပြစ်ခဲ့မှာဆိုသူက၅ထိပ်တို့နှစ်ထိပ်တို့ဖြစ်ခဲ့တယ်ပေါ့အဲ့ဒီပုံစံနဲ့ဆိုတော့ဒါ၃ချိန်မြောက်ဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်တော့ သုံးလုံးပေါင်းကြရခွန်လို့ဖြစ်တယ်အဲ့ဒီခွန်ကြောင့်အပေါ်နှစ်ကြိမ်အတိုင်းပဲဒီလိုသုံးလုံးခွန်လို့ဖြစ်အောင်မယ်ဆိုရင်ရှစ်ရှစ်တစ်ကိုထဲမှာသုံးလုံးပေါင်းကြခွန်လို့ဖြစ်မှာဆိုတော့ဒါလေးကိုပါဒါထည့်ပြီးတော့မှဒါထည့်သွင်းလိုက်တယ်ပေါ့ဒီတစ်ထိတ်ကမလာတာကြာလို့ပျောက်ပျောက်နေတာတော်တော်ကြာပြီမို့လို့ပြီးတော့ဒီလိုစီနီယာအခန်းအခန်းလေးလည်းရှိနေလို့ဒါလေးကိုဒီလိုထက်သွင်းပေးလိုက်တယ်ပေါ့ မကြိုက်ရင်လည်းမထက်နဲ့ဆိုတော့ခါ तू อ่ะ तू ထိတ်ပိတ်ထိတ်ပိတ်အတွက်လိုက်ဖြစ်နိုင်ခြင်းနဲ့ဒါလေးလေးချိန်မြောက်ဖြစ်နိုင်ခြင်းရတာတော့ဒါ၃ထိတ်၃ပိတ်ပြီးတော့နမူစုံလေးနဲ့၅အလဲဒီ၃၅၃ဆိုတော့ကနတကွက်ကောင်းဖြစ်နိုင်ခြင်းဘိုးကောင်းနဲ့ပြီးတော့သူ့ကိုဒီလိုတင်ငါ၃ဆိုပြီးတော့လဲဒါတကွက်လေးထက်ပေးထက်ပေးလိုက်တယ်ပေါ့ ပြီးတဲ့အခါရှေ့ဟိုကပ်ပင်ယူဆမှုလေးမှာလဲရှင်းနှလုံးပေါင်းခြင်းငါဆိုတာလဲရှိနေသေးတယ်ဆိုတော့ကဒါ3 2 3တို့ဘာလို့ပေါ့အဲလို3 5 3တို့ဒါမျိုးတွေလဲကိုကကိုဒါအာယုံကြရင်ထဲသုံးပါဘာဖြစ်မလဲဆိုတာကိုဘယ်သူမှမသိဘူးသူတို့ထင်ရသူတို့မြင်ရနီးစနစ်တင်နဲ့ဟိုယူယူဆမှုတွေနဲ့ဒါဒီစက်ဖြစ်ရင်ဒီလိုဖြစ်မှာဒီလိုဖြစ်မှာဘာညာတာ အာဘာသေးတယ်ညသေးတယ်ဘာတခုမှမသေးဘူးကိုသူ့ဟာသူဖြစ်ချင်ရဖြစ်နေတာ random ပဲဂျာပန်ပဲကော်လီလုံးတွေကို6လုံးနှိုက်တယ်အဲ့ဒီ6လုံးထဲမှာကိုကနန်ကိုထိုးထားတဲ့ကနန်3လုံးပါနေရင်တောင်မှ6လုံးကိုနေရာပြန်ချတဲ့အချိန်မှာ နောက်ဖက်မှာအစီအစဉ်တကြနဲ့ပြန်ကြအောင်မှာကိုကတက်တက်ကြမှာဆိုတော့ဒါကန်တရက်နဲ့ဆိုင်ပါတယ်ကိုအကြိုက်ကိုလည်းထည့်သွင်းလုပ်ပါကျွန်တော်ပြောတိုင်း ဖြစ်ချင်းမှဖြစ်မှာ ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဆိုတော့ကံကောင်းကြပါစေဒီကတော့ကံကောင်းရင်တက်တက်တိုးပါလိမ့်မယ်